ချင်းကမျိုးသားတွေရဲ့ခန္ဓာကိုယ်မှာရှုပ်ထွေးပြီးတည်ကြတဲ့ဇီဝကမ္မဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ယနေ့မှာတော့အမျိုးသားခန္ဓာကိုယ်ရဲ့မတိသေးတဲ့လက်ဝတ်ချက်တွေကိုနက်နက်ရှိုင်းရှိုင်းလေ့လာကြည့်ရအောင်။အမျိုးသားတွေရဲ့မျိုးပေါ်အင်္ဂါကရှုပ်ထွေးတဲ့ဖွဲ့စည်းပုံများစွာပါဝင်ပါတယ်။ထူးခြားတဲ့ရေမြုပ်တ िश ူအပိုင်း၃ပိုင်းနဲ့ဖွဲ့စည်းထားပြီးရှုပ်ထွေးပြီးငင်းညွတ်တဲ့စလင်ဒါပုံတံဆောက်အောင်ဖြစ်ပါတယ်။ဝေးစေးအိတ်ကတော့လက်အင်္ဂါရဲ့အောက်ဖက်မှာအိတ်ပုံတံနေရာတစ်ခုရှိပြီးတော့ ူ့ရဲ့အတွင်းထဲမှာတော့ဝေးစစ်နှစ်ခုတရှိပါတယ်။ဒီနေရာကတောက်ပိုးလေးတွေကြီးထွားဖွံ့ဖြိုးရာပကတ်လဲဖြစ်ပါတယ်။ဝေးစစ်အိတ်ရဲ့အဓိကတာဝန်ကတော့အပူချိန်ကိုထိမ့်ညှိပေးခြင်းဖြစ်ပြီးတော့တောက်ပိုးကလေးတွေအသက်ရှင်ရပ်တည်နိုင်မှုအတွက်တင့်လျော်တဲ့အပူချိန်အနေနဲ့တာဝန်ခြင်းကိုဖြစ်စေပါတယ်။ဝေးစစ်ကအဘဲကြောင့် ခန္ဓာကိုယ်အပြင်ဘက်မှာတရှိရလဲဆိုတာရောတင်သိပြီးပြီလားဒီချောင်းသားထဲမှာဘာကြောင့်လဲဆိုတာကိုတင်မေးထားတယ်နော်သွားကြည့်ကြည့်ကြပါဆိတ်လုံရှားမှုလုံဆောင်မှုတွေဖြစ်ပေါ်လာတဲ့အခါမှာတော့အုံနောက်ကဒိုပမင်းနဲ့နိုက်ထရိတ်အောက်ဆိုက်တွေကိုအများအပြားထုတ်လွှတ်ပေးပါတယ်သွေးတွေကိုဝမ်းပိုက်အောက်ပိုင်းကိုလင်းမြန်စွာ ွားစေပြီးတော့ရေမြုပ်တ िश ူတွေကိုသွေးဖြည့်ပြီးတော့ဖောင်းကြွလာစေပါတယ်။အာယုံကြောထိပ်ဖြားလေးတွေကလည်းအလွန်အမင်းအာယုံခနိုင်စွမ်းရှိပါတယ်။လှုပ်ဆောင်မှုတွေတဖြည်းဖြည်းပြင်းထန်လာတာနဲ့အမျှဝမ်းပိုက်အောက်ပိုင်းမှာရှိတဲ့တင်းအားတွေလည်းတိုးလာပါတယ်။ဒီအချိန်မှာ Glass Glen လို့ခေါ်တဲ့ Glen တစ်ခုကနေပြီးတော့မှကြည်လင်ပြီးတော့ Egarly ဓာတ်ရှိတဲ့အရေးကိုစတင်ထုတ်လုပ်ပါတယ်။သူကစီလန်းချောင်းကိုကြိုတင်ချောစီပေးပြီးတော့မကြခင်မှာရောက်ရှိလာမဲ့တုပ်ပိုးကလေးတွေအတွက်တိလျော်တဲ့လမ်းကြောင်းနဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါတယ်။တုပ်ပိုးနဲ့တုပ်ရည်ထုတ်လွှတ်ခြင်းကြောင့်မလို့ရင့်ကျက်တဲ့တုပ်ပိုးလေးတွေကဝေးစေးကနေထွက်လာပြီးတော့တုပ်ပိုးပြောင်းနေတဲ့ဆင်စီချိတ်အောက်မှာရှိတဲ့ ုတ်အိတ်စီကိုပို့ဆောင်ပေးပါတယ်ဒီနေရာမှာအက်ဂါလီတက်ရှိတဲ့အရင်နဲ့ရောဆက်ပြီးတော့တုတ်ရည်အဖြစ်ဖြစ်ပေါ်လာပါတယ်အထူးအချက်ပြမှုတွေရောက်ရှိလာတဲ့အခါမှာတော့ ကျော်ရုံမှာရှိတဲ့အာယုံကျော်လေးတွေကဂလန်းနေနဲ့ကြော့သားတွေကိုပြင်းထန်တဲ့အာယုံကျော်လှုပ်ရှားမှုအဖြစ်ထုတ်လွှတ်ပေးပါတယ်။သူကဝမ်ပိုက်အောက်ပိုင်းမှာရှိတဲ့ကြော့သားတွေကိုလင်းမြန်ပြီးစီးချက်ညင်ညီကြုံစေပါတယ်။စီးကုန်ရိုးအဝါကဒီချိန်မှာစီးတွေထွက်မလာစေဖို့အတွက်အလိုအလျောက်ပိတ်သွားပါတယ်။လှုပ်ဆောင်မှုတွေအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားတဲ့အခါမှာတော့တောက်ရည်ကစီးလန်းချောင်းကနေတဆင့် လွတ်မြောက်ထွက်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့တုတ်ပိုးတန်ပေါင်းများစွာကပြင်းထန်တဲ့အသက်ရှင်တန်ရေးပြိုင်ပွဲတစ်ခုမှပါဝင်လာကြပြီးနောက်ဆုံးအောင်နိုင်တဲ့လူကတော့မမျိုးဦးနဲ့ပေါင်ဆက်ပြီးဘဝအတိတ်တစ်ခုကို ဖန်တီးဖို့အတွက်အခွင့်အရေးရရှိသွားတာဖြစ်ပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်။